နှမျိုးတွေ့ရတာပေါ့နော်တမျိုးကြတော့လည်းတကယ်တရုတ်ဆောင်ဝါသနာပါတယ်တရုတ်ဆောင်ကိုတကယ်ယူသွတ်ပြီးတော့လာတဲ့သူမျိုးလည်းတွေ့ရတယ်နောက်တစ်ခုကကြတော့လည်းအဲ့လို popularity ပေါ့ popular ဖြစ်ချင်လို့လာတယ်ဆိုတာမျိုးတွေလည်းမြင်မိတယ်ဒါရိုက်တာညိုမင်းလင်ဆိုတာခင်ဗျာခင်ဗျာဘာလဲဗျာခင်ဗျာလူတွေဘာလိုက်လို့လဲဘာပဲလှုပ်ပြလှုပ်ပြကြံစည်မှုရှိပါဒါမဲ့အဲ့ဒီပြင်ပပေါ့နော်တရုတ်ဆောင်နာရဲ့ပြင်ပမှာတော့ နည်းနည်းစကားပြောဆိုတွေတော့နည်းနည်းဆင်ခြင်ဖို့ဆိုတော့လိုတယ်ခင်ဗျားတို့သိလားကျောက်ဘာလို့လာလဲဆိုတာပရိသတ် attention ရအောင် judge ရဲ့ attention ရအောင်ကြိုက်တာလုံးခွင့်ရှိတယ်ဗျာသိလားအဲဒီပုံမှာကျွန်တော်ဘာတခုမှမှတ်ချက်မပေးဘူးသူဆောင်ကောင်းခြင်းမကောင်းခြင်းကိုပဲကြည့်တယ်ဒါမဲ့သူများမြောက်ပေးတိုင်းအဲ့လိုနည်းနည်းစကားပြောတာတွေရောဆင်ခြင်ဖို့တော့ အဲဒီပြိုင်ပွဲကတရုတ်ဆောင်ဝါသနာပါတဲ့သူတွေအတွက်တကယ်အခွင့်အရေးကောင်းတစ်ခုလို့မြင်လို့ကျွန်တော်ပါဝင်ပြစ်တာပါနှမျိုးတွေ့ရတာပေါ့နော်တမျိုးကြတော့လည်းတကယ်တရုတ်ဆောင်ဝါသနာပါတယ်တရုတ်ဆောင်တကယ်ယူသွတ်ပြီးတော့လာတဲ့သူမျိုးလည်းတွေ့ရတယ်နောက်တစ်ခုကကြတော့လည်းအဲ့လို popularity ပေါ့ popular ဖြစ်ချင်လို့လာတယ်ဆိုတာမျိုးတွေလည်းမြင်မိတယ်အဲအဲ့ဒါကလေသူ့ရဲ့ဟိုမူလရည်ရွယ်ချက်ကတရုတ်ဆောင်ပြိုင်တာပဲဖြစ်တဲ့အတွက်တော့ဒီ သူခွင့်ပြုထားတဲ့2မိနစ်အတွင်းမှာဘာပဲလှုပ်ပြလှုပ်ပြကြံစည်မရှိပါဘူး။ဒါမဲ့အဲ့ဒီပြင်ပပေါ့နော်။ပြုံးဆောင်နာရဲ့ပြင်ပမှာတော့နည်းနည်းစကားပြောဆိုတွေတော့နည်းနည်းဆင်ခြင်ဖို့တော့လိုတယ်။မန္တာဘော့မန္တာဘော့ပြုံးဆောင်နေတဲ့အချိန်တွင်းမှာဒီခွင့်ပြုထားတဲ့2မိနစ်တွင်းမှာပရိသတ် attention ရအောင် judge ရဲ့ attention ရအောင်ကြိုက်တာလှုပ်ခွင့်ရှိတယ်ဗျာသိလားအဲဒီပုံမှာကျွန်တော်ဘာတစ်ခုမှမှတ်ချက်မပေးဘူးပြုံးဆောင်ကောင်းခြင်းမကောင်းခြင်းကိုပဲကြည့်တယ်ဒါမဲ့ အဲသူများမြောင်ပေးတိုင်းအဲ့လိုနည်းနည်းစကားပြောတာတွေရောဆင်ခြင်ဖို့လို့အေးမြတ်သူနဲ့ပဲအဓိကညှိရတာပါအေးမြတ်သူကနည်းနည်းလေးဟိုသူကြိုက်တာကျွန်တော်မကြိုက်တာအဲ့ဒါမျိုးလေးတွေတော့ရှိတယ်အေးမြတ်သူနဲ့ကတော့နည်းနည်းညှိရတယ်ကျန်တာကတော့ပြဿနာမရှိဘူးမမြတ်နဲ့ကြတော့ဘယ်လိုမျိုးလေးညှိရအကိုကခေါ်ခြင်းနဲ့ तू ကမခေါ်ခြင်း तू ကမခေါ်မလို့ तू ကမခေါ်ရင်အဲ့လိုအဲ့လိုအဲ့လိုမျိုးလေးတွေတော့ရှိတယ်အဲ့ဒါအေးမြတ်သူနဲ့ပါဟိုဟာနဲ့တော့ပြဿနာမရှိဘူးမဆင်နဲ့ကတော့အမနဲ့ကတော့အမကတော့အဆင်ပြေတာလို့ပါအလုံးမှာအေးဆုံးမဆင်ပြေပါ ။မက်ဆင်ကတော့အေးဆိုတော့မက်ဆင်ကတော့သူကဟိုလူကြီးလိုပဲပေါ့နော်။အားလုံးသဘောတူရင်သူ follow up လုပ်ပဲ။လုပ်ဟိုဂူညီတောင်းတဲ့ဟာမျိုးတွေတော့လုပ်ဖြစ်ပါတယ်။အဲ့တခုရှိရပါတော့ကိုဘကအချိန်ပေးနိုင်တဲ့အချိန်နဲ့သူတို့ဘက်ကဟိုလှုပ်ချင်တဲ့အချိန်နဲ့ညှိဖို့တော့လိုတာပေါ့။ကူညီတောင်းလို့ရှိရင်တော့လှုပ်ပေးပြတာများပါတယ်။အေးစစ်ပါပဲ။ကျန်လုံးမှတော့သူတို့ကိုငင်းရတာ။မငင်းအော်ငင်းရတယ်ဆိုတာလည်းအကောင်းဖို့အတွက်ပဲငင်းတာပါ။ဟိုသူနဲ့ပြဿနာဖြစ်တာမျိုးမဟုတ်ပါဘူး။ ူကြိုက်တဲ့သူကျွန်တော်မကြိုက်တဲ့အခါမျိုးဟိုကျွန်တော်ကြိုက်တဲ့သူသူမကြိုက်တဲ့အခါမျိုးတွေမှာညင်းရတာတော့ရှိတာပေါ့ဒါကတော့ဟိုကောင်းဖို့ပဲညင်းကြတာပေါ့လူပွေးကြီးလုံလာတဲ့ဟာလည်းအပေါ်ဒါမျိုးလို့လောကအတွက်သုဆောင်လောကအတွက်အရွေးတစ်ခုလိုပြောလို့ရတာအရပါတယ်ကျွန်တော်ကတော့ဟိုဒီလိုပွဲမျိုးတွေရှိတာသဘောကျပါတယ်အဲ့ဒါတခုတော့ပြောเสียရှိတယ်ကျွန်တော်တို့ကကြတော့လေဟိုဒီခေတ်မှာတကားမှမရိုက်ဘူးတဲ့သူရွေးပါဆိုရင်တော့တော်တော်ရွေးရခက်တယ်ဘာလို့လဲဆိုတော့အကောလုံးကဟိုတော်တော်များများတခန်းတခန်းလောက်ဖြစ်ဖြစ်ရိုက်ဘူးနေကြတဲ့သူတွေများတာပါ ဆိုတော့ဒီခေတ်ကြီးမှာအာတခါမှဗာအမှုပညာလှူချမှုမှမရှိတဲ့သူကိုရွေးပါဆိုရင်တော့အဲ့ဒါတော်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 ပြောရခက်ပါတယ်တော်တော်များရိုက်ဖူးနေကြတာများတယ်အဒါတော့ show light ဘက်ကသဘောထားရောနောက် director ညီလေးမင်းသားမောင်ဘက်ကသဘောထားရောကျွန်တော်တို့ judge အကုန်လုံးကို interview တွေအကုန်လုံးကိုဒီနေ့မှပဲဖြည့်ဆည်းခြင်းတဲ့အတွက်ဒါကျွန်တော်တို့က light နာပေးရမယ်လေအလုပ်ကိုအလုပ်လိုပဲသဘောထားတယ် အလုံးနဲ့ပတ်သက်လို့ဟိုတောင်းဆိုတာတာမျိုးဆိုလို့ရှိရင်ကျွန်တော်လက်ခံရမှာပဲကျေးဇူးများကြီးတင်ပါတယ်စိတ်ဝင်စားနဲ့စောင့်ကြည့်ပေးကြတဲ့ပရိသတ်တွေတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်